မီးဆိုအလူခန္ဓာငွေဘယ်လောက်ရလဲတော့မသိဘူးကျမ10သိန်းပဲသုံးဘူးတယ်နော်ฮัลโหลมิงลาวานายับပြည့်တော့မယ်နဲ့တို့ ဟောတတတကိုစာရီအများကြီးပို့တာလားတတတအရင်ရက်တုန်းကဖုံးမကင်ပါဘူးလို့ line ကိုမတုံးပြတာတော်တော်လေးကြာသွားပြီတဲ့လား၄၅၆လောက်ရှိပါလားမသိဘူးเนาะ line မတုံး line လည်းမတုံးဖိဖို့လည်းမကြည့်ဘူးဘာမှမကြည့်ဘူးအဲ့တော့ဒီဖုံးလည်းမကင်ဘူးဖုန်းကလည်းမမိဘူးဒီကဖုန်းနံပါတ်တွေပါတောင်းလဲဟိုဖုန်းနံပါတ်တွေပါပေးလဲပေးမနေနဲ့နော်တတတရဲ့ဖုန်းနံပါတ်လဲတောင်းမနေနဲ့ကိုဖုန်းနံပါတ်ကိုကိုမသိတော့ဘူးဘာဖြစ်လို့လဲဆက်လို့ရှိရင်စိုင်မှာသွားဆက်ရတာစိုင်နေမှာသွားဆက်မှာရတာ လမ်းမေးရတာเนาะအဲလိုင်းရလဲနေရတာကမမိဘူးရလိုင်းမိရနေရမှာမမိရเนาะမိရနေရမှာတော်တော်တော်ဒီနိုင်နဲ့ထည့်ပြီးတော့သုံးရအဲ့ဒါလိုင်းရလဲနေရတာကမမိဘူးဒီဘက်နေရလေเนาะဒီဘက်နေရမမိဘူးအဲတတတတတိယပေးတဲ့ပေးသက်တွေကျေးဇူးတင်ပါတယ်တချို့ကွန်မန့်တွေဟိုပါပေါ့မက်ဆေ့ချာမှာစာတွေပို့တာအများကြီးပဲမကြည့်ပြတာမဟုတ်ဘူးကျမမသိတာကျမမသိတာเนาะမသိတာဆိုတော့ဖုံးမသုံးတော့အေးချမ်းတာပေါ့နော်ဖုံးသုံးတော့ အာဖုံးသုံးရင်ကျမတို့လာရတယ်ဟိုပေါ့ကျမကိုကျမပေါ့နော်နှုတ်ကြောင်တေလက်ကြောင်ကြည်ပါလေအဲ့လိုအဲ့လိုဆိုရဲစကားမျိုးပေါ့နော်ကိုကကိုမြကိုရှေ့မှာအမြင်မတော်တိုင်းရှိရင်လည်းကိုကပြောချင်တာပေါ့နော်ပါဇက်ကြီးကရာနေတာပဲပါဇက်ကရာနေတာပြောချင်တာတွေကစကားပြောချင်တာတွေအများကြီးပဲဒါပေမဲ့ကိုလက်ထမဖုံးမကင်မှသာလေမပြောမိမှာပေါ့အဲ့ကြောင့်ကျမကဖုံးကင်နော်လိုင်းဘုံမှာပြောနေလေအပေါ်ပဲဘာဖြစ်လို့လဲဆိုတော့ကျမအချောင်းကိုကျမပဲအတီးဆုံး ျမအကြောင်းကိုကျမကလွယ်လို့အမှန်တရားကျမတော့ဘယ်သူမှမသိဘူးအဲ့အတွက်ကျမကိုချစ်တဲ့ပရိသတ်ကကျမကောင်းချောင်မဲ့ဝေပါမှာဒါသူတို့မှအပြည့်မရှိဘူးကျမကိုမုန်းတဲ့ပရိသတ်ကကျမဘာပြောပြောသူတို့ဘာမှယုံမှာမဟုတ်ပြီးရတဲ့အရေးနေနေတဲ့အချိန်ကျမအဆင်မပြေဘူးနော်အဆင်မပြေဆိုကျမပြောကျမခဏခဏအဖမ်းခံရတာလေနော်ကျမခြံဟိုတနေ့ကရောင်းတာတောင်မှဟိုပေါ့ရောင်းတဲ့ပြီသိန်းနှစ်ထောင်နဲ့တဲ့ပြီးတော့မှအဲစာချုပ်မယ်ကြံတဲ့ဟာလို့တော့မှ ဘလို့ဝေဖန်ကြလဲဆိုတော့တတတခဏခဏအဖမ်းခံနေရတာပေါ့ခဏခဏအဖမ်းခံနေရတာဖြစ်တဲ့အတွက်ဒီခြံကြီးကတိန်းထားတာဖြစ်နိုင်တယ်ပေါ့တချို့အဲ့လိုပြောကြတာပေါ့နော်အဲ့ဒါမဟုတ်ပါဘူးလို့ကျမပိုင်ဆိုင်သောခြံကြီးကဘသူဘသူမှတိန်းထားတဲ့ခြံတွေမဟုတ်ပါဘူးလို့ကျမပစ္စံမရှိဘူးဒါပေမဲ့ကျမမှာခြံမြေတွေအများကြီးရှိတယ်ခြံတွေပေါ့နော်29မှာလဲကျမခြံတွေအများကြီးရှိတယ်နော်ဟိုတချို့တနေရာမှာဆိုရင်ကျမ25အေက 25ရက်ကရှိရရွှေလုံငန်းလုပ်တဲ့လူတွေအတွက်ဆိုရင်အရန်တင့်တော်တဲ့နေရာပေါ့အဲ့ခြံနေပဲရှိရကျွန်မပတ်စံမရှိဘူးအဲ့တော့ခြံရောင်းကန်နေတောင်မှအဲ့လိုပြောခံရတယ်အဲ့တော့ကျွန်မဘဝကိုတက်ကပြန်ဆလိုက်ဟိုပေါ့နော်နောက်ကျောက်ကိုဓာတ်နဲ့ထိုးခံလိုက်ရလဲကြလိုက်အဖမ်းခံရရင်လည်းကျွန်မဖမ်းခံရတယ်သူများလို့မဟုတ်ကျွန်မပိုင်ဆိုင်မှုအကုန်သိမ်းခံလက်နီးစုပ်တောင်မှကောင်းရင်ယူသွားကြပါဗျာနော်အိမ်ကမလေးအသိခံရရင်ကျွန်မအကုန်အသိခံရတာဒါလည်းဝေကျွေးနေမှာပေါ့အခုကျတော့ ကိုအေးချမ်းချမ်းနေတဲ့ကပြန်တွေ့ကြည်ရပေါ့ကျမလည်းဟိုဘဝကတော့တော်တော်ယုံပါခဲ့တယ်ဝတ်ကြွေးပေါ့နော်ဒီဘဝတော့ကျမကိုကျမတည်တယ်ကျမဘူးမှမယုံဘူးနော်အဲ့ဒါတော့ဟိုဖျားတည်ဆုံးနော်ကျမအမှန်လားမှားလားဆိုတော့ကျမကိုကျမပဲသိတယ်အဲ့တော့တချို့တွေကဝေဖန်ကြတယ်လိုင်းပေါ်မှာအခုလဲပေါ့နော်တချို့ ပြန်ဖြစ်တယ်လိုင်းပေါ်မှာတချို့ကကျမတို့မြန်မာလူမျိုးတချို့ကဂျင်းရမ်းထဲလို့ကောင်းတယ်လိန်လို့ရမ်းကောင်းတယ်ပေါ့နော်လူတစ်ဖက်သားကိုချိန်လဲချိန်လိုက်တော့မိုးထိဟုတ်လားဒီတယောက်မှန်ပြီဆိုရင်လည်းမှန်လိုက်တော့မိုးထိဒီတယောက်မကောင်းတော့ဘူးဆိုလို့ရှိရင်တော့ဟိုအဝီစီးဒီဆွဲချပလိုက်တာဒါကျမတို့မြန်မာလူမျိုးတွေရဲ့အကျင့်ပေါ့နော်အဲ့လိုမြင်လိုက်ရတဲ့အခါမှာလိုင်းပေါ်မှာပေါ့နော်သူမှန်တဲ့ကိုမားတဲ့နေမှန်တဲ့ငါမားတဲ့နေပါဖြစ်တယ်ငါပါဖြစ်တယ်ပြောနေမှာစအပြင်မှာတွေ့ပြီးတပန်းလုံးလိုက်တာအကောင်းဆုံးပဲ သူတေကိုတေပေါ့နော်တင်မြေလမ်းမြုပ်ကြီးဆိုပြီးတော့လေစီဝိုင်းချစ်ပြီးတော့မှလေစီဝိုင်းချစ်ပြီးတင်မြေလမ်းမြုပ်ကြီးဆိုပြီးတော့မှနဗန်းတတ်လိုက်တာဒါအကောင်းဆုံးပဲတတိရှိကြရင်လေနဗန်းတတ်လိုက်တာတရားနဲ့တော့ရန်ဖြစ်လိုက်တာဒါအကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုအကုဆိုများတယ်ကျမတို့မြန်မာလူမျိုးတွေတော်လည်းအကုဆိုများတယ်ဟာနော်ဟိုချစ်ချစ်တဲ့ဘက်ကပဲလိုင်းပေါ်မှာဘလောက်ပဲအပြင်းမှာရုံမှနေနေဘလောက်ဖက်နောက်ွယ်မှာရုံမှနေနေ လိုင်းပေါ်မှာကောင်းတာလုတ်ပြလိုက်လို့ချင်းအတူတော်ကောင်းကြီးဖြစ်သွားတာပဲဒါကအကွန်မန်းနေတစ်ချက်ပေါ့နော်ကျန်တာမကြီးနဲ့လေရေခဲချောင်းတဲ့သူကသူရေခဲချောင်းတော့ကလေးလူလိုက်တာနဲ့ဟိုးကြော်ညာတွေပါရေးတောင်ရောက်ပြီးမိုးထီတောင်ဟိုပါလို့လိုက်တာပြီးရနေလဲအဲရေခဲချောင်းတွေကိုဆွဲချလိုက်တာကျွန်မတို့ဒီကွန်မန်းတစ်ချက်နဲ့ပေါ့နော်ရေခဲချောင်းတွေကိုဆွဲချလိုက်တာကျွန်မဟိုတစ်ခါတလေကြောက်လို့ရှိရင်လေလိုင်းတာမတုံမိမဲ့ကွန်မန်းလေးတွေကြည့်တယ်ပေါ့နော်နော်ရေခဲချောင်းတွေဟိုးအမြင့်ထီဆွဲတင်ပေးလိုက်တယ်ဟိုးအနေနှုံးထီလဲဆွဲချပေးလိုက်ဆွဲချပေးလိုက်တာအဲ့ဒီကြည့်ချင်းအဖြစ်ပေါ့နော် ဟုတ်ငလင်းလောက်တယ်ငလင်းလောက်တာကြောင့်လူတွေအများကြီးတေချတယ်လို့တချို့ကငလင်းအကြောင်းပြုပြီးတော့မှချမ်းသာပြီးတော့ဗောနော်ချမ်းသာကြွယ်ဝပြီးတော့မှသူတော်ကောင်းကြီးဖြစ်သွားတဲ့လူတွေလည်းတမှုကြီးရှည်ဒါပေမဲ့တွေးကြည့်မယ်ဆိုတာအများကောင်းမှုပေါ့အများကြီးအများကြီးပေါ့နောက်ကွယ်ကလူရဲလူတွေအများကြီးရှိကြဒါပေမဲ့ကွယ်ရမှာဘလောက်ယုံမာနေနေလိုင်းပေါ်မှာကောင်းတာလုပ်ပြလို့ရှင်လိုင်းပေါ်ကကွန်မတ်တစ်ချက်ကကောင်းတယ်အဲ့တော့ကျမဖေးဖို့ကြီးကိုကျမဘဝအဖြစ်မသုံးရှင်ဘာဖြစ်လို့လဲဆိုတော့ကျမ ဖေးဖို့တုံးပြီးနာမည်ကြီးအောင်လုပ်ပြီးတော့မှကျမလိုက်စီးရောင်းစာလည်းမရှိရလို့ကျမလိုက်မမှာကိုတော့ကတင်ရင်းဝါရောင်းစာပဲပေါ့နော်ကျမဖတာကျမတင်ရင်းဝါရောင်းစာတယ်ကောက်လဲကောက်လဲကြိုက်လို့ဝယ်ကြတယ်အဲ့ဒါလည်းလို့ကျမနာမည်ကြီးလို့ကျမကိုလိုက်စီးလွှင့်မှုငှားလို့လဲကျမဘယ်သူစီမှကျမပတ်စံယူပြီးတော့လိုက်ငှားပြီးတော့မှစီးဝါရှာခဲ့တာမရှိဘူးအဲ့ကြောင့်ဒီ Facebook ကြီးကကျမတို့ကဘာကြီးလဲမဟုတ်ကိုကကိုမန်နေပါရဲ့နဲ့ကိုဝိုင်းပြီးတော့ဗောနော်နှိပ်ကွနေကြတာမြင်ပြန်တော့လဲစိတ်ကမကောင်းအောင် လူတိုင်းမှာပဲချစ်တယ်ပြောမှာပဲလူတွေကသဘောကျကြအောင်ဆိုတော့ကိုကအခုချိန်မှာအရာရာအေးနေနေရှိမှာကိုပါပြောပြောကိုပြောတဲ့စကားတစ်လုံးကအရာမဝင်ဘူးလူရာမဝင်ဘူးပေါ့နော်ဘာမဝင်ဘူးနော်အဲ့လိုဖြစ်ကြမှာအဲ့အတွက်ကျမတို့ကြည့်ကျမတို့သားမိကိုကြည့်နော်ကိုမန်းတစ်ချက်တည်းကြောင့်လူတွေလေထိုးချရကြတာလေလုံးဝဟိုးမြောင်းနေဟိုးကြောက်သေးတီရောက်သွားမတတ်ပဲဒါပေမဲ့ကျမတို့အေးစေးပါနော်အေးစေးပဲကျမ live မှာတုံးရင်မှာတုံးမယ်လို့အပြိဿတ်တွေကြောက်လို့မတုံးတာလည်းမဟုတ်ဘူး ကျွန်မသမီးလည်းသူ့ဘဝနဲ့သူအေးချမ်းနေပြီကျွန်မသမီးအဆင်ပြေတယ်သူကရွာမှာသူဈေးတိုင်ခွင့်နေပေါ့နော်ကျွန်မသမီးအဆင်ပြေတယ်သူဈေးရောက်နေသူကသူအေးအေးချမ်းချမ်းသူ့ဘဝလေးပြည့်ပြည့်စုံစုံရှိနေတယ်နော်ကျွန်မကတော့ဒီလိုပဲနော်ဟိုကအဆင်ပြေလိုက်အဆင်မပြေလိုက်နဲ့ဟလာလဲကြလိုက်ပြန်ထားလိုက်လဲကြလိုက်ပြန်ထားလိုက်နဲ့ကျွန်မဘဝထမင်းတနတ်ဟလာပတ်စံရှိစားမယ်ပတ်စံရှိမစားဘူးကျွန်မဒီလိုပဲနေတယ်နော်ဒါကလေးကျွန်မတငယ်ချင်းဆိုင်မှာကျွန်မစားရင်လာစားလိုက်တယ်နော်အဲ့လိုပဲနေရအဲ့တော့အဆင်ပြေလားလို့မင်းကျွန်မတို့ဒီနေမှာဗာအဆင်မပြေဘူးမဆင်မပြေဘူးနော် တော့မီလောင်တော့ကြောင့်လည်းခမောင်းခတ်တဲ့လူတွေပဲအဆင်ပြေကျမတော့အဆင်မပြေဘူးကျမတို့အဆင်မပြေတဲ့လူတွေကျမတယောက်တည်းမဟုတ်ဘူးတပုန်ကြီးပဲအများကြီးပဲရှိတယ်အဆင်မပြေမှုတွေပေါ့နော်အဆင်မပြေရတဲ့အများကြီးရှိတယ်မပြေတဲ့လူတွေအများကြီးရှိတယ်အဲ့တော့ကိုတယောက်တည်းမပြေနိုင်ဘူးတချို့အသက်တွေတော့မတည်ကြရသေးတာဒီနေ့အသက်ရှင်တယ်ကျမတို့လည်းအတူတူပဲအခုအခုကျမအသက်ရှင်ဝင်ရနေတယ်ဘယ်ချိန်တည်မလဲမသိဘူးလေဟာလာဘယ်ချိန်တည်မလဲမသိဘူးခဏနေဒါတိုက်ရိုက်ပြီးမှမကောင်းတာဟုတ် ။ထေချွန်တဲ့ချိန်တေဝါတဖြုတ်ဖြုတ် ကျွင်နေတဲ့လူတွေအများကြီးပဲ။အဲ့တော့ကျမအခုအသက်ရှင်နေသေးတယ်။ကျမဖျားတရားလောက်ရပြီလေ။ကျမထမင်းနှမအောင်စားနိုင်ပြီလေ။ဒါပဲရှိတယ်။အဲ့တော့ကျမအခုအလှူတန်းလုပ်ချင်တဲ့ကြံတာဆိုကျမခြံထဲမှာတချို့ဆိုလို့ချင်းရှိတဲ့နေရာလေကျမမိုက်အင်ချီတူရောက်နေ။အခါကျကျမခြံရောက်နေ။ကျမပိုက်ဆိုင်တဲ့ဟာတွေရောက်နေ။အလှူပဲ။ကျမဒီအတန်လေးနဲ့ပဲကျမတို့က အာလေချောင်းပေါ့ကောင်းကင်ကိုမော့ကြည့်ပြီးတော့နေရတာကျွန်မတို့ပွားတယ်ကောင်းကင်ကိုမော့ကြည့်ပြီးတော့ကျွန်မတို့အသက်အန္တရာယ်ကင်းအောင်ပေါ့နော်ကျွန်မကောင်းကင်ကိုမော့ကြည့်ပြီးတော့နေရအောင်ရှင်းတယ်အဲ့လိုနေရတယ်နော်အဲ့ဒါတချို့ကပြောကြတယ်ဟာတသသအန်ကြိုက်ပဲတဲ့ဟိုနှစ်ယောက်ရံဖြစ်တဲ့ခါမှာပေါ်လာတဲ့ကျွန်မရံမဖြစ်ချင်တော့ဘူးရှင် live မှာ တတ်တည်ချင်းအပြင်မှာနှစ်ပန်းလုံးရအောင်ကောင်းတော့နော်အဲဒါပေမဲ့မိပါတိုင်းမိပါတိုင်းရပေါ့နော်သူများတတ်သမီးတွေဘလောက်မကောင်းမကောင်းတယ်မသိဘူးသူများထီလို့ချင်းမတိတာပဲမဲ့ကိုယ်သွေးကိုထီတဲ့ခါမှလေးဆက်ဆက်ခါအောင်နာကြတယ်တိလားဒါပေမဲ့ကျွန်မတသမီချင်းကိုချင်းစားတယ်လေကျွန်မသမီးဟိုမှာသမီးမဟုတ်ကျွန်မသမီးရွယ်လေအော်ငါသမီးရွယ်လေးဆိုရယ်စိတ်ကျွန်မမှာမွေးတပါသေးတယ်နော်အဲ့အတွက်ကျွန်မသမီးလေးဆိုရင်ကြည့်လေကျွန်မကတော့ဘာမှမဟုတ်ကျွန်မကတော့မိမကောင်းလည်းမဟုတ်မိမရုပ်လည်းမဟုတ်ကျွန်မ လူဘဝမှာကျမရုပ်မာတဲ့ဟာတွေလည်းရှိကြည်ရှိခဲ့မှာကျမကောင်းတဲ့ဟာတွေလည်းအများကြီးရှိခဲ့တယ်ဗျာကျမကိုကျမဖြူစင်လားဆိုကျမမဖြူစင်ဘူးပန်းလူတွေလည်းမဟုတ် ကျမကိုကျမမဖြူစင်ဘူးကျမမဖြူစင်ဘူးနော်အဲ့ဒါကျမဘဝကြမ်းကြမ်းလဲရှောက်ဘူးလေဘဝခါခါလဲရှောက်ဘူးလေချိုမြိန်တော့ဘဝတွေလည်းရှောက်ဘူးလေချမ်းသာဘူးလေငိုဘူးလေရည်ဘူးလေဆိုတော့ကျမကကျမကိုဘယ်သူတွေထိုးနဲ့ထိုးနဲ့ကျမကျင်းနေတယ်အမကျမသမီးကိုထိုးနဲ့ခဲကြတာဟောတော့ကျမမကျင်းနေဘူးပေါ့မိခင်တယောက်နေနဲ့ကျမလုံးဝမကျင်းနေဘူး ကျွန်မသမီးကအမဲတောက်သူ့စီတစ်ခါတည်းရသွားတွေ့တဲ့ခါမှာအမေးတဲ့သမီးနဲ့ပတ်သက်လို့တဲ့ဘာအကြောင်းရမှာလိုင်းပေါ်မှာမပြောပါနဲ့တော့တဲ့ပြောတယ်တချို့ကလေကျွန်မပြောမယ်ကျွန်မသမီးကိုဘလောက်တောင်ဝိုင်းနိုင်ခြင်းညာတယ်သိလားနော်ကျွန်မကိုအကြောင်းပြုကျွန်မကိုမနိုင်တာနဲ့လေကျွန်မသမီးကိုဝိုင်းပြီးအချုပ်တက်ထဲတယ်နော်ပြီးရတယ်ကျွန်မသမီးအင်ကင်ရန်နေသိနေနော်အခုပြောသလိုပေါ့သမီးတို့ကနေပေါ့ကျွန်မတို့ကိုအကြောင်းပြုပြီးကျွန်မကိုအချုပ်ထဲရောက်နေခါမှာအလူခံတယ်အလူခံတဲ့ငွေတွေကျွန်မတို့ကြပြားတစ်ချက်မှတချို့ကကွန်မိုင်းရီလို့သိရတပြားတစ်ချက်မှကျွန်မတို့မသုံးခဲ့ဘူးနော် ကျမတို့မတော့ငယ်ဘူးအမှုလည်းမလိုက်ခဲ့ဘူးနော်အဲ့ဟာမားတယ်ကျမသမီးနဲ့တွေ့မှလာကျမပြောอ่ะကျမသမီးကသူ့ရှိတဲ့ပတ်စံသူ့ဈေးရောက်လို့ရတဲ့ပတ်စံလေးနဲ့တိုင်းဒီအမှုကိုရှေ့နေကားတွေရောပေးခဲ့တာအဲ့ဟာဂျားထဲမှာ တမီးဆုံးရုပ်မှလည်းလည်းမပြောဘူးနော်ဂျားထဲမှာရှေ့နေတယ်ကျန်တာတွေပဲလောက်စားွားကျမအဲ့အရာတွေပြန်ပြောပြန်တော့လဲကျေးဇူးရှင်ကိုစော်ကားတယ်တော့ပရိသတ်တွေပြောပါကျမကျွန်တော်တည်တုံလေကျမပြောတာအချုပ်ထဲကလွတ်လာတဲ့အခါမှာကျမအချုပ်ကလွတ်လာပြီဆိုပြီးကျမပြောလိုက်တယ်အဲ့တော့ကျမနဲ့ပတ်သက်လို့အလှဆက်မခံပါနဲ့လို့ပြောရတယ်အဲ့တမီးဆုံးနဲ့ကျမကျမကိုကက်ကက်လာရန်နေတွေ့တယ်အဲ့ရန်တွေ့တော့ကျမပြန်ရန်တွေ့တဲ့အခါမှာကျေးဇူးရှင်ကိုစော်ကားတယ်ကို့ကိုအချုပ်ထဲကနေကယ်ထားတာပါဂျာနဲ့ဆိုပြီးဟို တမီးတို့ကသူတော်ကောင်းမကြီးဖြစ်သွားပဲကျမတို့ကကျေးဇူးကမ်းမကြီးဖြစ်သွားအဲ့တော့ကျမတိတ်မပြောတော့ဘာဖြစ်လို့လဲဆိုတော့ကျမနဲ့လည်းမျက်နှာချင်းဆိုင်နေရမှာမဟုတ်အဲ့ဒါရထားလိုက်ပါပြီးရတယ်ကျမတမီးတိုက်ဟာလာမန္တလေးမြို့ကတိုက်ဟာလာဒီမိုင်းကယ်ဇိုးကနေပြောအဲ့တိုက်ခရံနေအိမ်ခရံနေတိမ့်သွားတယ်ကျမတမီးရဲ့ခရံနေတိမ့်သွားတယ်ကျမတမီးဆိုင်ကယ်တွေတိမ့်သွားတယ်ရောင်းစားလိုက်တဲ့ဆိုင်ကယ်ကိုတိမ့်ငါးတယ်တဲ့နဲ့စမကီးဆိုင်ကယ်လေနော်ရောင်းစားလိုက်တဲ့အနိုင်ကျင့်တာနော်ကျွန်တော်တမီးကိုအနိုင်ကျင့်ပြီးတော့မှနောက်ပိုင်း အဲ့ဒီအင်ဂရန်ကို ကျမသမီးကအဲ့ဒီအိမ်ကို ရောင်းလိုက်တဲ့ခါမှာမိုင်ကယ်ဆိုးကို3900ပေးရတယ်နော်3900ပေးရဘယ်လောက်လူတွေရဲ့ရုံမှာကောက်ချက်လဲဆိုအမှန်တရားကိုပြဋိဒတ်တယ်တချို့မမြင်နိုင်ဘူးပြောလို့ရှိရင်လည်းကျမတို့ကအမှားကြီးကြီးပဲကျမတို့ကမတင့်တယ်ဘူးလေအခုချိန်မှာကျမတို့ဘာမှမရှိဘူးမတင့်တယ်ဘူးနော်မတင့်တယ်တော့အမှားကြီးပဲမြင်ကြတာဆိုကျမဘာမှ line ပေါ်မှာရှင်းမပြတော့ဘူးအဲ့တော့အခုကျမသမီးကအဆင်ပြေလားဆိုရင်တချို့မလို့တဲ့လူတွေဝမ်းသာနေမှာဆိုလို့ကျမသမီးကအဆင်ပြေတယ်နော် သူပါသူချမ်းချမ်းသာသာပဲပြည့်ပြည့်စုံစုံပဲနော်ဒါမိခင်တယောက်ကအတ္တပေါ့ကျမသမီးစိတ်စင်းရဲ့နော်ကျမကြည့်နေဦးလေအသက်နဲ့လည်းပြီးကောက်ွယ်မှာပဲနော်ဟာလားနော်သူများသသမီးသာဟောကျမသူများသသမီးကိုလည်းထုံးနဲ့ပြီးတော့မကောင်းကြောင်ပြောထားတာတခုမှမရှိဘူးနော်ဟဲ့လားတခုမှမရှိဘူးဟဲ့လားအဲ့တော့ကျမဘဇူမားလည်းမှန်တယ်ဆိုတော့ခမရောက်လည်းဘေးကုန်ကမိရှောက်ပြီးဝေဘံမနေနဲ့နော်ဘယ်သူမှမကောင်းဘယ်ကောင်မှမကောင်းအကုန်လုံးမိမ့်မယုတ်တည်စီပဲ ကျမလည်းမိမိရုပ်ထဲမှာပါရပါမှာပဲအခုခင်ဗျားတို့အထင်ကြီးနေတဲ့ကောင်မဆိုရင်လည်းပို့ပြီးယုံပါလေသူဘလောက်ယုံမှလည်းမယုံပါဘူးဆိုတာပြည်သူတွေသာရှောက်လိန်နေသူအမှန်တရားကိုချပြအမှန်တရားတကယ်မြတ်လို့တဲ့ဖះအောင်မလဲငါးပါးတိလာလုံးနေဆိုရင်လူတွေမတည်သေးတဲ့ဘူရိုဖိုင်ကြီးလိုင်းမတင်ခိုင်းလိုက်လေလူတွေမတည်သေးတဲ့လေပြည်သူတွေကိုယုံမှထားတဲ့ကောက်ကျစ်ထားတဲ့မတရားနှိပ်စက်ထားတဲ့ဘူရိုဖိုင်တွေကိုလိုင်းပေါ်မှာတင်လိုက်တယ်ဘယ်တော့ခါမှပြည်သူတွေကိုမပြရတဲ့ဘူရိုဖိုင်သူဖုံးထဲမှာရှိရလေတင်ပြခိုင်းလိုက်လေ တင်ပြခိုင်းလိုက်လေမဟုတ်လားသူတော်ကောင်းမကြီးကိုလေနော်တင်ပြခိုင်းလိုက်အဲ့တော့ကျမလည်းမှန်လားဆိုကျမလည်းတရားပြတရားလုံးမမှန်ဘူးနော်ဘယ်သူမှတရားလုံးမမှန်ဘယ်သူမှတရားလုံးမမှန်ဟဲ့လားရုပ်မှလည်းဟာလေးကြီးပဲကိုအတတ်တော့ကိုရုပ်နေကြတဲ့ဟာလေးကြီးပဲကျမလည်းမိမ့်မရုပ်စင်းနဲ့တွင်းလို့ရတယ်တွင်းရင်တွင်းဒါပေမဲ့ကျမကြောင့်ဘယ်သူ့ဘဝမှမဖြတ်သေးဘူးနော်ဟဲ့လား ိုင်းပြည်ကိုလည်းဖျက်တာမဟုတ်ဘူးတိုင်းပြည်ရဲ့ဘန္နာငွေကိုလည်းကျွန်မဂုံသိမ်းဆုပ်ထားတာဘာတခုမှမရှိဟုတ်လားတိုင်းပြည်တဲကယရနာဟုတ်လားတိုင်းပြည်ထဲမှာရှိတော့ဟုတ်လားဘန္နာငွေကြီးကျန်တာကိုလည်းကျွန်မဘယ်လိုခရိုနီဘယ်လိုကောင်းနေဘယ်လိုအကြီးကဲနေဘယ်လိုကောင်းနေဒီမှာပေါင်းပြီးကျွန်မဂုံသိမ်းဆုပ်ထားတာမရှိဟုတ်လားအဲ့တော့ခမရတို့ထင်နေတဲ့ live ပေါ်မှာနည်းနည်းလေးကောင်းလာလေးလောက်ပြလိုက်လို့ချင်းသူတော်ကောင်းကြီးဖြစ်သွားတယ်သူတော်ကောင်းမှနောက်ွယ်မှာဘာတွေလောက်ထားလဲဆိုတော့ခမရ ပြည်သူတွေမသိခင်လေပြည်သူတွေကတိတ်တနာဖို့ကောင်းတယ်အခုကျမရန်ဖြစ်ကကမှာကွန်မန်းနေလိုက်ကြည့်လိုက်တာ ਨੇ ငါတို့မြန်မာလူမျိုးတွေကတိတ်တနာဖို့ကောင်းတာပဲလို့တိတ်တနာဖို့ကောင်းတာပဲလို့သိပါဘာဖြစ်လို့လဲဆိုတော့လေကိုထမင်းကိုစားပြီးတော့သူကောင်းကောင်းကိုကောင်းကောင်းမလိုက်ပြောနေတာရန်ဖြစ်တာကိုကြည့်ကျင်တဲ့ဝါသနာလဲပါတာပေါ့နော်ရန်ဖြစ်တာကိုကြည့်ကျင်တဲ့ဝါသနာလဲပါအဲ့တော့ no ပါကျမသူများတွေစိတ်ချမ်းသာအောင်လိုင်းပေါ်မှာရန်ဖြစ်မနေဘူးဘာဖြစ်လို့ကျမချမ်းသာတဲ့တန်တွေကကျမပြန်ပြီးရန်ဖြစ်ချင်ဖြစ်မှာနော် ကျမအရန်ချမ်းသာပြီးလူတွေအထင်ကြီးအောင်လဲစိန်တလဲရွှေတလဲเนาะသူများရဲ့မတမာတဲ့ငွေတွေပေါ့เนาะမတမာတဲ့ငွေတွေရုံမှာကောက်ကျစ်ဆင်းလိုက်ပြီးတော့မှလူတွေမသိအောင်လူတွေရှေ့မှာသူတော်ကောင်းနောက်ွယ်ရသူရုံမှာလှုပ်ပြီးတော့မှချမ်းသာထားတဲ့ပတ်စံတွေနဲ့ကျမစိန်တလဲရွှေတလဲဟာလာပရမရတလဲဝစ်ပြီးတော့မှကျမလိုက်လွှင့်ပြီးပြောနိုင်တယ်အဲ့ကျကျမရန်ဖြစ်မယ် 我就把皮的了说，怎么扯那的？路里有人奶干奶呢？对面天气好，怎么对面饿的呢？路边奶呢？好了，路边奶呢？怎么？你那里路边奶呢？这些嘛，怎么爱嚼表妹，没？爱嚼皮罗了说，干嘛呢？怎么高这样子表妹罗嘛了，哈啦。那？哎呀，怎么搞这样表到了吗？没高那丫头，搞那里路边比较旁边来的？哎呀，这哪个呀？爬的时候，嘟路也就是一瓦砖路搞上去，对啦。 ကောင်းသွားတဲ့အချိန်ဖြစ်သွားပို့ပြီးတော့ချမ်းသာသွားတာပဲရှင်လူတွေသာတဖြုတ်ဖြုတ်သေးတဖြုတ်ဖြုတ်ကြွေနေကြပြီမဲ့လူယုံမာတဲ့အတွက်စီးပွားကွက်တွေပို့ကောင်းသွားတာပေါ့ဟာလာလူယုံမာတဲ့အတွက်စီးပွားစီးပွားရေးလုပ်ငန်းတွေလုပ်ပြဖို့ပို့ကောင်းသွားတာပေါ့နော်ပို့ကောင်းသွားပေါ့အဲ့တော့အမှန်တရားဟိုတတတာပြောပြသမ်းပါဆိုရယ်ကိုမန်းတရားတွေ့လို့ရှင်တော့ကျွန်မပြောပြမယ် ဘာပဲလို့လဲဆိုအခုချိန်မှာကျွန်မချင်းမတော့ကျွန်မအနိုင်နိုင်စားနေရဆိုကျွန်မရဲ့စကားတွေကမတင်တယ်ဘာပြောပြောကျွန်မလူလိမ်မအဲလူညာမဟာလားမိမယုတ်အဲကျွန်မဒါပဲကျွန်မကွန်မန်းနေဒါတွေနဲ့ဝိုင်းပြီးနှိပ်ကိုကြောင်မှာဘာပဲလို့လဲကျွန်မပတ်စံမရှိဘူးလीနော်လူထင်ကြောင်လဲကျွန်မဘာမှလုံးမပြနိုင်ဘူးလीနော်လူထင်ကြောင်လဲကျွန်မဘာမှလုံးမပြနိုင်ဘူးကျွန်မမှာပတ်စံလည်းမရှိဘူးဟာလားနော်သူများထင်ကြောင်လှုပ်ပြပြီးတော့မှကျွန်မဂုံသွေးစုတ်တာလည်းဘာတစ်ခုမှမရှိဘူး အဲ့ကြောင့်တခုပဲပြောလိုက်မယ်ကိုကိုကိုမှန်တယ်ထင်လို့ရှိရင်အမှန်တရားအတွက်ပြီးသူကိုမနှိမ်ညာခြင်းမူမငဲ့ညာအဝါပေါ့နော်ငဲ့ညာတဲ့ပြီးသူကိုချစ်နေတဲ့ပြီးသူတွေကိုအမှန်တရားချပြရဲတဲ့ဆိုရင်ဘယ်ပြီးသူမှမီမီရဲတဲ့မပြရဲတဲ့မပြဝင်းတဲ့ဘူရီိုဖိုင်နေချပြလိုက်စမ်းပါဘယ်လောက်ရုံမှရက်ဆက်တာတဲ့ဘူရီိုဖိုင်နေရှိလဲဆိုတော့ဟွန်းသူ့အကြောင်းကျမလောက်မသိတယ်လို့ကျမအကြောင်းလေကျမလောက်ဘယ်သူမှမသိဘူး ုကိုယ်သူတည်တော့ဖះတည်တော့ငါးပါးတီလာလုံးငါးပါးတီလာကိုခါဝိပစိုးတို့မြဲတဲ့သူတွေက၆ပါးလောက်ဖောက်တတ်ကြတယ်နော်ဒါခစ်ကြီးရတယ်လိန်မမှုသာဝါဒပြောမှလူထင်ကြီးချက်ခစ်ဆိုတော့ငါးပါးတီလာကိုခါဝိပစိုးတို့မြဲပါတယ်ဆိုတဲ့သူတွေကလည်း၆ပါးလောက်ဖောက်တတ်တယ်အဲ့တော့ကျမကကျမကိုကျမခါငါးပါးတီလာလည်းခါဝိပစိုးတို့မချိတ်ထားသလိုကျမငါးပါးတီလာကိုဖះမရှိကိုတာခုရပိုင်ဘုရားတရားနဲ့ကိစ္စမိတရဏကုံမဲ့တင်တာငါးပါးတိလာနေရာမစိုးဘာဖြစ်လို့လဲဆိုကျမတပါးမှမလုံတော့ ကျွန်မတဘာမှမလုပ်ဘူးမပြည့်စုံတော့ပိုးပြီးဒေါသမောဟလောဘပိုးပြီးဖြစ်ရတယ်အဲ့ဒါကြောင့်ကျွန်မငါးပါးတည်လာကျွန်မဖះကိုမရှိခိုးတာနော်သူများမကောင်းကြောင်ကိုကောင်းကြောင်ပြောနေတယ်ဟာလာဝစီပေရထီတိုင်းရှာစောကောင်းမလဲဟာလာမြမပြီးမလာတော့ဒုက္ခတွေရအောင်လို့ဝစ်လေတာပေါ့နော်ဝစ်လေတာပေါ့သူအဲ့တမီးစိုးနဲ့ဆိုလို့ရှင်နေနော်ဘာလဲဆိုတချို့ကဒါကျွန်မစကားဆက်မိလို့ပြောတာပါဖြာဝင်ခင်းတာလည်းမဟုတ်နော် တမီးတို့ဆိုလဲကျမနဲ့ကျမတမီးနဲ့ပတ်သက်ပြီးတော့အလူငွေအလူဟာနိုင်ငံခြားမှာအလူခံတယ်ကျမပြောတာရှင်းရှင်းလေးရဲ့အလူငွေဘယ်လောက်ရှိလဲကျမတို့ဆက်လူမခံနဲ့တော့ကျမလွတ်လာပြီဒါလေးပဲပြောမိတာပြီးရနဲ့အလူငွေဘယ်လောက်ရလဲမေးခွင့်မရှိဘူးလားရှင်ကျမတို့ ဘန်းပြပြီကျမတို့အကြောင်းကိုကျမတို့သားမီးနှယောက်ကိုဟုတ်လားဘန်းပြပြီးတော့မှအလှခံတာအလှငွေဘယ်လောက်ရှိပြီလဲလို့မေးတာလေးတခုပဲအဲ့တော့သမီးဆိုကကျမတို့တော့အလှခံပေးပြီးတော့မှအမှုလိုက်တယ်ဆိုတာလုံးဝမလိုက်ဘူးနော်လုံးဝကျမသမီးကအမှုရင်းမဆိုင်ရသေးတာဖြစ်တဲ့အတွက်ဘယ်အမှုကြီးမှလည်းမပေးခဲ့ရသလိုသမီးဆိုအလှခံတာငွေဘယ်လောက်ရလဲတော့မသိဘူးကျမ10သိန်းပဲသုံးဘူးတယ်နော်10သိန်းအဲ့10သိန်းတောင်မှကျမသမီးဆိုစီကပတ်စံ10သိန်းချီးပြီးတော့သုံးတဲ့အခါမှာသမီးဆိုကနေပြီးတော့သူ့အတွက် သူ့ပတ်စံချီတဲ့ငွေယူလိုက်မယ်ဆိုလို့အဲ့10သိန်းပဲသုံးမိရနော်ကျန်တာဘလောက်ရတယ်ဆိုတော့ကျမလုံးဝမသိဘူးနော်လုံးဝမသိတယ်လို့လုံးဝချလည်းမပြဘူးစရင်အင်းတွက်ပြတယ်ကျန်တာလာမပြောနဲ့ကျမတို့ငွေအမောက်ကျမတို့လက်ထက်မှာပတ်စံတွေပေးလိုက်တယ်ဆိုတော့လုံးဝတပြားတစ်ချက်မှမရှိဘူးဒါအမှန်အမှန်သောစကားပဲကျမသမီးလည်းသမီးစိုးရဲ့အလှငွေမယူတယ်လို့ကျမသမီးကသိန်း100လောက်ကုန်တယ်နော်မိုင်းကယ်စိုးနဲ့ရှေ့နေတောင်းလို့ကျမသမီးကမရှိမရှိမဲ့လေးတွေရောင်းချပြီးတော့ပေးရတာနော်သူ့ရှိတဲ့ရွှေလေးတွေရောင်းချပြီးပေးခဲ့တာအဲ့ဒီအဲ့အတွက် အများအလူခန်းတဲ့ငွေနဲ့ကျမတို့အမှုကိုလိုက်ခဲ့တယ်ဆိုတော့လုံးဝလုံးဝမဟုတ်ဘူးဆိုတော့ကျမပြောချင်တယ်နော်အဲ့ဒီကြားထဲမှာမှအခုကျမတို့ share ချင်းနဲ့တချို့ကလာလာပြီးတော့အခုချိန်ထိဟာလာမဟုတ်တာလို့တာဟုတ်တာလို့ဆို share ချင်းနဲ့လည်းကျမနဲ့သူ့နဲ့လုတ်ခဲ့တာဖြစ်တဲ့အတွက် share ချင်းနဲ့ကျမတို့နဲ့ကအတီးဆုံးဖြစ်တယ်အဲ့တော့အခု Michael သူကကျမသမီးစီကနေပေါ့3900ကျော်ပေါ့နော်သူ3600လောက်မတရားပေါ့သမီးကိုအနိုင်ကျင့်ပြီးယူသွားတယ်အဲ့အဲ့တော့ Michael ဆိုစီမှာရရချင်လို့တတ်တောင်းလိုက်နော်တတ်တောင်းလိုက် မိုင်ကယ်ဆိုကကျမသမီးရဲ့အိမ်ကယံကိုယူသွားပြီးတော့မှကျမသမီးစီကို3900နဲ့ပြန်ရွေးခိုင်းပါတယ်အဲ့တော့ကျမသမီးက3900နဲ့ကျမတို့ပြန်ရွေးခဲ့ရပါတယ်မိုင်ကယ်ဆိုကအိမ်ကယံယူသွားတာစိုင်ကယ်တွေလည်းတင်ရတဲ့ခါမှာမိုင်ကယ်ဆိုပဲရောင်းချသွားပါဖြစ်ပါတယ်အဲ့တော့ကျမတို့ကိုကယ်မရောင်ရောင်နဲ့လူလိန်အဖွဲ့ကအိမ်မော်ရောက်ပြီးတော့ကျမသမီးကျမတို့ဘဝကိုကယ်မရောင်ရောင်နဲ့ဘဝဖြတ်ပြီးတော့မှအနိုင်ကျင့်ပြီးတော့မှမတရားယူသွားတာပါနော်အဲ့တော့ကျမတို့ကိုဘသူမှမတုတ်ဘသူမှကျေးဇူးရှင်မဟုတ်ခဲ့ပါဘူး ကျမတို့ကူညီမရအောင်နဲ့ကျမတို့ဒုက္ခရောက်နေကြကောက်ဟုတ်တယ်လို့အာကိုမိခဲ့ပါတယ်အာကိုမိခဲ့တဲ့သူတွေကပဲကျမတို့ဆီကနေပါမတရားကျမသမီးဆီကအနိုင်ကျင့်ယူပါပါဒီစကားတော့ကျမသမီးကဘသူ့မှမပြောပါနဲ့တဲ့သူ့ဘဝလေးအေးအေးချမ်းချမ်းပဲနေကြတာဖြစ်တော့ကျမသမီးကအေးအေးချမ်းချမ်းနေပါကျမသမီးကတာယာနေပါတယ်အဲ့အတွက်ကျမတို့တာမီကိုတနာဆရာမလို့ပါဘူးเนาะတနာဆရာမလို့ပါဘူးကျမကတော့မတာယာပါဘူးကျမတို့တိုင်းမဲ့လှုပ်လိုက်စားလိုက်လှုပ်လိုက်စားလိုက်ဟာလာအလုံးလှုပ်လိုက် အစင်ပြေးလိုက်3လအစင်မပြေးလိုက်3လနော်အစင်မပြေးလိုက်ရှာလိုက်အစင်ပြေးလိုက်3လအဲ့လိုနဲ့ဘွားလေးကိုရက်တည်နေပါလေရှင်နော်အဲ့အတွက်တနာစရာကောင်းတဲ့တချို့တချို့ပိတ်သက်တွေကိုပြောချင်ပါလေသူများเจ้าနဲ့တိတ်ဆိတ်ဝင်လာပါနဲ့လို့ကိုเจ้าကိုတောင်မှကိုကိုကိုတောင်မှကောင်းမှမမသိရကိုကိုကိုတောင်မှကိုဘွားတောင်ဒီနေ့ပြီးမနေ့ကဘာဖြစ်မှမမသိတယ်ကိုဘွားအခြေအနေဖြစ်နေကြဖြစ်တဲ့အတွက်နော်တတိရှိလို့ရှင်အပြင်မှာချိန်ပြောနှပန်းတတ်ကြပါလို့နော် တယောက်ကလည်းခေါ်တော့ကတော့မလာပါဘဲနဲ့အော်မတွေ့ကျင်တော့မှမတွေ့ကျင်တဲ့လူကိုမတွေ့နိုင်တဲ့သူကိုလိုက်ရှာနေကြတယ်သူကသူ့အကြောင်းတရားနဲ့သူနေကြမှာပေါ့သူတို့ရိုက်ဖြစ်တာဟာလိုက်တွေ့တယ်အားပြပြတန်းတန်းလိုက်ရှာတာကျွန်မခေါ်တော့ကတော့ဟာလာမယ်ဆိုပြီးမလာဘဲနဲ့ဆိုတော့အဲ့ကျောင်းအပြန်အလှန်လူတိုင်းကလိန်နေကြတာနော်အပြန်အလှန်လိန်နေကြတာအပြန်အလှန်လိန်နေကြတာအပြန်အလှန်ကိုကိုကိုသူတို့ကောင်းမှရေးဖြစ်ကြကျွန်မလက်ပံလာခေါ်တယ်သူမလာဘူးနော် ဒါပြိသက်ကြီးဒီလာမယ်လို့ဆိုပြီးတရားဝင်ကြောင်ညာပြီးတော့မှမလာဘူးဆိုတော့အဲ့တော့သူလည်းဆောက်ချက်မရှိတဲ့ကောင်မအာသမီးတို့လည်းဆောက်ချက်မရှိတဲ့ကောင်မဟာလာဟိုကောင်မလည်းဂရီမတီးတဲ့ကောင်မကျွန်မလည်းဟာလာရန်ကုန်မှာသွားတယ်ကျွန်မဟိုအေးတင်ကိုလာတယ်အောက်စင်းတွေ့မယ်လို့တာအာဟာလာအဲ့ခါမှာဟော်တရားဟာလည်းကျွန်မကိုတားထားတယ်တားထားပြီးတော့မတွေ့ပါနဲ့ဟာလာ စုပူမှုပေါ့လူလူစုပူမှုဖြစ်လို့ချင်းအဖမ်းခံရမှာဆိုအဲ့ကြောင့်မန္တလေးမြို့မှာတော့ကျမလည်းရမဖြစ်ဘူး။ तू ကမန္တလေးမြို့မှာအကုန်လုံးကပိုက်ထဲထဲတာကုံပုံထဲထဲတာဆိုတော့ကျမမပိုင်ဘူး။အဲ့အတွက်ဘယ်သူမှမကောင်။ဒါပဲပြောလိုက်မယ်။ဘယ်သူမှအားပေးမနေနဲ့ကျမလည်းအားမပေးနဲ့။နော်တတိရှိရင်တော့အပြင်မှာချိန်ပြီးနှပန်းတတ်ကြ။ကျမမှန်တာမှမှန်လားကျမကိုကျမတည်တော့။မှန်တယ်လို့လည်းပြောနေဘူးနော်။ ဲ့တော့အခုရံဖြစ်တာလဲခက်ကြီးရမကောင်းကိုသမင်းကိုစားပြီးကိုအလုတ်တာကိုလုံးကြဘေးကုန်ခံပြီးတော့လဲရှောက်ပြီးတော့ဝေဘံမနေနဲ့ဟာလာသမီးသူကသမီးသူကိုသွားပြီးတော့တွေ့တယ်သမီးသူကမတွေ့ဟာလာမတွေ့ဘူးထွက်ပြေးတယ်တဲ့ဆိုတာဟာလာသူလည်းရောင်းဝယ်ရင်းနဲ့ကြံတာတယ်ဟာလာထွက်ပြေးတယ်သူပြေးသွားပြီဟုတ်ပြီအဲ့ကျတော့ဟိုကောင်မှမိုးဆုံးမြေဆုံးလိုက်တယ်အကျမခေါ်တယ်လက်ပတ်လာမှလာမယ်လို့ပြောတယ်သူမလာဘူးတခြားပြောတယ်အဲ့ကျတော့တောက်လကားကောင်မလေးပဲ အကုန်လုံးတောက်လကားကောင်းပါလေလို့ပဲပြောမှာတောက်လကားစောက်စင်းမရှိတဲ့ကောင်းပါလေကျွန်မတို့စောက်စင်းကြီးလားကျွန်မလည်းစောက်စင်းမရှိဘူးအဲ့တော့စောက်စင်းမရှိတဲ့ကောင်းပါလေစောက်ရေးစောက်ဝါလုံးပြီးတော့စောက်ဖက်ဖြစ်ပြီးတူပြီးတော့ဘာမှမမှန်မနေနဲ့ဘယ်ကောင်းပါမှစောက်စင်းမရှိဘူးဘယ်ကောင်းပါမှဟိုစောက်ကူးဆိုင်မနေနဲ့တော့ကျွန်မလည်းစောက်ကူးမဆိုင်နဲ့နော်ကိုကိုကိုဘုံမတူတော့နော်အဲ့ကြသူများမြင်လာလို့ဆိုသူတော်ကောင်းပါကြီးလေအဲ့ကြကျမအရှုံးပေးပြီးနှလုံးအေးတယ်အားလုံးကသူတော်ကောင်းပါကြီး ကျမသူယုံမှာဗီလိန်မပေါ့ကျမဗီလိန်မခင်မုံမီလေဆိုလဲကျမပဲပတ်နုသူလဲကျမပဲအဲကျမဗီလိန်မအဲကျမဗီလိန်မလို့တတ်မှတ်လိုက်အကုန်လုံးကသူတော်ကောင်းပါကြီးလေပရှင်တို့တခုတော့ပြောမှာတနာလို့ဒါတက်ပြောနော်ဟဲ့လားဆက်ဆက်ပြီးတော့မှတွေးရတယ်ဆက်ဆက်ပြီးတော့မှတွေးရတယ်လက်ကဘေးကုန်ခံပြီးပြောမှာဟဲ့လားနော်သူအားနဲ့ကြကိုအားနဲ့ကြရှိကြပဲကျမခေါ်တယ်လက်ဘလာဘာလို့မလာလဲသူအားနဲ့ကြရှိလို့ဗောသူကျမကိုရင်မဆိုင်ရဲလို့မလာတာဗော တတ်ရှောင်ပြီးတော့မှပြီးတော့မှကျမအေးနေပြီဆိုတော့မှကျမကိုပဲဟိုအကုန်လုံးဝိုင်းဟုံးတော့တာဟလားကျမရဲ့အားနဲ့ကျကျမရဲ့ပြောခွက်ဘာရှိလဲဆိုတော့ဒါမှမဟုတ်ကြည့်ပါအဲ့ကောင်မှဒါမှတခုတော့ရှိကျမပြောလိုက်မယ်အဲ့ကောင်မှတိတ်ကြောက်တတ်တယ်အဲ့ကောင်မှတိတ်ကြောက်တတ်တယ်ဒီလားအဲ့တော့ယုံသူ့ကိုနောက်ကနေပြီးတော့မြှောက်ပေးတဲ့လူရှိနေလို့ပါသူဂျိုကြွတာအဲ့ကောင်မှအရန်ကြောက်တတ်တယ်နော်အဲ့ဒီကောင်မှအရန်ကြောက်တတ်တယ်ရှင်းလား အရင်ကြောက်တတ်တယ်အဲ့ကောင်မကြောက်တတ်တယ်ပေးပါအောင်ကြောက်တတ်တယ်ဟဲ့လားနော်အဲ့ဘာသူပြောလဲတတတကြောက်အဲ့ဒီကောင်မအရင်ကြောက်တတ်တယ်အဲ့ဒီဟာကျမသိတယ်ကျမလောက်ရှင်လို့မသိခြင်းနဲ့အဲ့ဒီကောင်မအကြောင်းကိုကျမလောက်ရှင်လို့မသိခြင်းနဲ့သူ့ရဲ့အားနဲ့ချက်တွေလဲကျမလောက်ရှင်လို့မသိခြင်းနဲ့အရေးနေလို့ညင်းနေကျမလောက်မသိခြင်းနဲ့ သူ့ရုပ်မာမှုတွေသူ့ကောင်းွက်တွေသူ့ရဲ့အားနဲ့ချက်တွေသူ့ရဲ့ပြောွက်တွေပြောညံ့နေသွားကျမသိတယ်ကျမလောက်ရှင်းလို့မသိရင်နဲ့နော်တခုပြောလိုက်မယ်တိတ်တတိရှိရဆိုပြီးတော့အယူပုံမြောက်ချီးချောက်ကောက်စားရှောက်မြောက်ဝင်နေတဲ့အကောင်မှာတိတ်ချောက်တတ်တယ်တတန်း